ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မင်္ဂလာဆောင်အိမ်ဒီမှာကောင်းလေးတချို့ကတယောက်ကူညီနေတယောက်ရေကင်းတတာကိုတေးလာကြပါတယ်ဦးလေးရေလမ်းဖယ်ပေးပါဦးဒီရေကင်းတတာလေးထည့်ခြင်းလို့မဟုတ်ရင်ဦးလေးကိုတိမိလိုက်မယ် ီလိုပြောပြီးသူတို့တွေကရေကြီးတက်တာကိုအိမ်ထဲထည့်ဖို့လုပ်ကြတော့တော့ပုံပြီးတာနဲ့ပြန်သွားခဲ့ကြပါတယ်မကြခင်မှာပင်ဥမောင်းနဲ့ဒုံမြရဲ့တားနဲ့ချွေးမော်တွေကမင်္ဂလာဝတ်စုံလေးနဲ့ပြန်လာကြပါတည်းမဆူရဲ့လက်ထဲမှာလည်းညီအိုးလေးတလုံးကိုကင်ထားပါတည်းကွယ်ဒီချိန်မှာပင်ဥမောင်းကအိမ်ထဲကရေကြီးတက်တာအကြောင်းကိုမေးလိုက်ပါတယ်ချွေးမော်လေးဒါပါလေမင်္ဂလာလက်ဆောင်ဘာမှမယူခဲ့နဲ့လို့ပြောထားရတဲ့ဒီရေကြီးတက်တာကဘာလို့ဖို့လဲသမီးရဲ့အဲ့ဒါပါရီလဲကွယ် ကျမမြေဦးရဲရေကိုတောက်မှမဟုတ်ဘူးလေပြီးတော့ဒါလက်ဆောင်သဘောမျိုးလည်းမဟုတ်ပါဘူးကျမအတွက်လိုလို့ယူလာတာပါကျမအခန်းထဲမှာပဲထားမှမလို့စိတ်မပူပါနဲ့အမေတို့လက်ဆောင်မတောင်းတာလည်းသိပါတယ်မယူရဲ့စကားကိုကြားတဲ့အခါမှာဥမောင်ကအစာအကုန်လုံးကတော်တော်လေးတီးခံခဲ့ကြရပါတယ်။ဘာဖြစ်ဖြစ်ဖြစ်ဂျုံမြကတော့ချွေးမနှစ်ယောက်လုံးအတွက်အိမ်သစ်တက်ပွဲလုပ်ပေးလိုက်တော့တာပေါ့ကွယ်။နောက်တနေ့မနက်မှာတော့ပထမဆုံးမိဘကန်ဝင်ရတော့တာပေါ့။အမေရေကျမပထမဆုံးဟင်းချက်မှာဆိုတော့ ရေခဲတက်တာတဲ့အသီးရွက်နည်းနည်းလေးယူလို့ရလားကြားတာပေါ့သမီးရဲ့ယူယူဒီရေခဲတက်တာကြီးက15နှစ်လောက်ရှိနေပြီလေကွယ်သူကပြည်စည်းရဲ့နှင်းငယ်ကိုအဲ့ဒီတဲကိုထည့်ထားတာပေါ့ဒါပေမဲ့ဟင်းချန်နေတော့မှာပဲအသီးရွက်တချို့နဲ့နွားနို့ကပြည့်စည်သွားခဲ့ပါတည်းအမလီတာပါတွေလဲအသီးရွက်တွေရောနွားနို့တွေရောပြည့်စည်ပါရောငါတော့ဒီရေခဲတက်တာပြင်ဖို့အမေဘယ်နှခါပြောရပါမလဲဒါထက်ပြက်သွားပြန်မယ်ထင်တယ်ဘာမှမဖြစ်ပါဘူးမနှုတ်ရဲ့ ါတို့တွေနွားနို့ဈေးရဝယ်ပြီးချက်လိုက်ပြီးရေကြီးတစ်တာကတော်တော်ဟောင်းနေပြီးခဏခဏလေးပြင်နေပါလေဒါပေမဲ့ဒီတစ်ခါမှတော့တော်မြတ်ကရေကြီးတစ်တာကိုပြင်မပြင်တော့ဘူးလေကွယ်ဒီလိုနဲ့ပဲချွေးမနှစ်ယောက်လုံးကပထမဆုံးထမင်းဟင်းပြင်ဆင်နေကြပါလေဒီပုံစံအတိုင်းပဲနေ့ရက်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါလေရေကြီးတစ်တာဟောင်းကြီးကလည်းလုံးဝပြည့်စည်သွားပြီလေကွယ်ဒီလိုနဲ့တနေ့မှတော့အားလုံးကညစာစားနေကြတော့မန်းနုကမပြောမစုံနဲ့မန်းနုရဲ့ရေကြီးတစ်တာလေးကနေရေဘူးတဘူးထုတ်ယူလာခဲ့ပါလေ အမေရဲ့ရေခဲတစ်တာဟောင်းကြီးပြတ်သွားလဲပါဖြစ်တော့မယူခဲနဲ့မှရေခဲတစ်တာအစ်ကြီးရှိသေးတာပဲ哦ဒီရေပူပူကြီးနဲ့ထမင်းစားဖို့ဆိုတာမဖြစ်နိုင်ဘူးလေအဲ့ဒါနဲ့သမီးလည်းရေအေးအေးလေးနှစ်ပူယူလာခဲ့တာမနှုတ်ရေမယူရတော့သူ့သုံးဖို့ပဲယူလာတာလေနင်တစ်ခါတော့သူ့မေးကြည့်တဲ့နဲ့ကြားပါတယ်မေရဲ့ရေလေးပဲဟာ哦အစပိုင်းမှာတော့မယူကဘာမှမပြောဘဲနေလိုက်ပါတယ် ဒီလိုနဲ့အချိန်တွေကြာလာတဲ့အခါမှာတော့မန်းနူးနဲ့ဒေါမြကလည်းသူ့ရေခဲတတားကိုအမြဲလိုလိုသုံးနေကြပါတယ်။တနေ့ကျတော့ချွေးမလေးတို့ရေသမီးတို့နှစ်ယောက်လုံးဟင်းသေးချချက်ဖို့အမင်းဘယ်နှခါပြောရမလဲ။အခုလည်းဒီမှာကြည့်စမ်း။မင်းညတဲ့အသီးရွက်တွေကြံနေတာ။ပြီးတော့နွားနို့လည်းနည်းနည်းပဲယူလာဖို့ပြောတယ်လေ။အခုတော့တပူးကြီးအောင်ပြက်စီးသွမ်းဘလို့လုပ်မလဲ။အခုတော့လှုပ်เสียတစ်ခုပဲရှိတယ်။မယူရဲ့ရေခဲတတားထဲသာသွားထည့်ထားလိုက်တော့ဒါပေမဲ့မေရဲ့ မယူဟာသူ့တုံးမို့ယူလာတာလေမဆုရဲ့နင်ရောက်မှအစားစာတွေအများကြီးကိုဆုံးရှုံးခံရတဲ့ထီတော့အကျင့်မကောင်းမဖြစ်သေးပါဘူးဟဲ့ဒုံမြစကားကြောင့်မဆုလည်းအသေးရွယ်တွင်နေနွားနူတွေကိုယူပြီးမယူရေခဲတက်တာကိုသွားထည့်လိုက်ပါလေတောင်မြင်သောတွေမယူလည်းစိတ်ဆူသွားပြီးတောင်ငါတုံးမို့ဝဲလာတာနင်တို့တွေအတွက်မဟုတ်ဘူးပြီးတော့ရေအေးတာတောက်ချင်းနင့်မြေအိုးထဲကနင်တောက်လေမယူရဲ့ငါရေအေးတောက်ဖို့လာတာမဟုတ်ပါဘူး ငါငါမြေဦးထဲရှိဦးပဲကြိုက်တာပါအခုကလေမနေ့ကကျန်တဲ့အသီးအရွက်တွေနဲ့နွားနို့တွေလာထည့်တာပါမဟုတ်ရင်ပျက်စီးသွားမှာစိုးလို့လေဒီအိမ်မှာမြေဦးထဲရေတောက်တာနေမဲရှိတယ်ငါ့ကိုလာပြောပြမနေနဲ့ငါသိရဲ့နင်သာတီးရနေဝေးဝေးသွားလိုက်ငါသိမ့်လိုက်မယ်မန်းယူကဒီလိုပြောလိုက်တာကြောင့်မဆူလေအဲ့ဒါတွေကိုထားပြီးထွက်သွားခဲ့ပါတယ်ဒီလိုပဲနေရတွေကထပ်ပြီးကုန်ဆုံးသွားခဲ့ပါတယ်တုံမြတ်ကတော့ဈေးကနေအရွက်တွေဝယ်လာတိုင်း သူချင်းမမယူရဲ့ရေကြီးတကြလေးကိုပဲတောတော်ထိတာပေါ့ကွယ်ဒီလိုနဲ့ပဲနေရတီထပ်ပြီးကုံဆုံးသွားပြန်တာပေါ့အမလီရောက်မှရဲ့အပြစ်မှလည်းပူလိုက်တာဆိုတာအထဲမှာတော့ဘာမှမမြင်ရတော့ဘူးနေစုပြီးတော့ဒါနဲ့အပြင်းအဝယ်လာတဲ့ရေခဲမုံလေးနေရေခဲတက်တာထဲမှာခဏထည့်ထားမယ်နော်ဒီလိုပြောပြီးတော့မန်းနုကရေခဲမုံကိုရေခဲတက်တာလေးထည့်ပြီးရေတပူးယူတော့လိုက်ပါတယ်ပြီးတော့ရေခဲတက်တာကြီးကညစ်ပတ်နေတာမြင်ပြီးသူ့ရောင်းမကိုပြောခဲ့ပါတယ် ကျောင်းမရဲ့နေနစ်ရခဲတက်တောင်တစ်ခါတလေလေတန့်ရှင်းလောက်ပေါင်းဟဲ့ညစ်ပတ်နေရပဲနင်ကအိမ်အလုပ်လည်းမလုပ်ဘူးဒီရခဲတက်တာလည်းပြစ်ထားတယ်ဒီမှာဒီရခဲတက်တောင်ကျမထက်ဒီအိမ်ကလူတွေကပိုသုံးနေကြတာပဲလေဘာလို့ကျမလောက်ရမှာလဲပြီးတော့ရေယူတောက်တာလည်းတစ်ခါတလေတော့ပြောမှာပေါ့မယူရဲ့နင်ဘာလို့မနှုတ်အလောက်ထိစိတ်ဆိုးနေရလဲဒါရေလေးပဲလေအစ်ဟစ်ပေါ့နင်ကတော့နစ်မြေအိုးထိမဲ့သူမှမရှိတာ ငါရိတ်ခဲတက်တာတော့လူတိုင်းသုံးနေလို့ငါဒီလိုပြောနေရတာပေါ့နောက်ဆိုရင်တော့တိသွားပြီမြေဦးအစုပ်လေးကလွဲပြီးတခြားပါပစ္စည်းမှကို့အတွက်ကိုမဝယ်တော့ဟေ့နင့်ကိုကြည့်ပြီးတော့ငါဒီလိုတွေးမိရပဲအဲ့ဒီကနေမဲယူရဲ့စကားတွေကတော့မန်နူယောမတ်စုယောရဲ့ရင်ထဲကိုတတော်ထိသွားပြီးသူတို့လည်းအဲ့ဒီနေရာကနေဝန်းနေပြီးထွက်သွားခဲ့ကြပါတယ်အခန်းထဲမှာတော့ဝန်းနေနေတဲ့မတ်စုကသူ့မိပြီးခဲ့တဲ့မြေဦးလေးကိုကြည့်ပြီးသူ့မိကိုတတိယနေတာပေါ့အမေရဲ့ရာသီဥတုကလည်းပူလိုက်တာဆိုတာ တမီးတို့ရေခဲတက်တာလေးတစ်လုံးတော့ဝယ်သင့်နေ။တမီးရေနွေရတီမာလေးမြေအိုးထက်ရေတောက်တာအကောင်းဆုံးပဲ။ကျမ်းမာလေးလည်းကောင်းတယ်။အရာသာလည်းရှိတယ်။လူတွေဆိုရင်အမိတ်စီကနေမြေအိုးအကြီးကြီးတွေဝယ်ကြတာကွ။ထားလိုက်ပါတော့အမေရဲ့အမေကိုပြောလိုက်လကားပဲဟဲ့တမီးဘာလို့စိတ်ဆိုးနေရတာတုံးအမေတမီးကိုအထူးအိုးတစ်လုံးပေးမယ်လေမဆုကသူ့အမေရဲ့စကားတွေကိုပြန်တွေးပြီးမျက်နှာက ဖြူညော့နေပါတည်း မဆုကတော့သူ့ယောက်ျားကိုဇော်ပြန်လာတဲ့အထိဝမ်းနေနေစေပါပဲကိုဇော်လည်းမဆုဝမ်းနေနေတာကိုတတိထားမိသွားပြီးတော့မိလိုက်ပါတယ်ဘာလို့လဲမိမဘာလို့ဝမ်းနေနေရလဲမဆုလည်းကိုဇော်ကိုအကြောင်းစုံပြောပြပါတယ်ဘာမှမဖြစ်ပါနဲ့ကွာအခုချိန်ရစပြီမင်းရောက်မှအခန်းထဲကိုမတော်နေတော့ပြီးတော့ငါလည်းမင်းနဲ့တူမြေဦးရေရရေးပဲတောက်တော့မယ်ဟုတ်ပြီလားရောက်ရောက်တဲ့အခါမှာတော့မဆူလိန်သူ့ယောက်ျားနဲ့စကားပြောလိုက်ရလို့တော်တော်လေးစိတ်အဆင်ပြေသွားခဲ့ပါတည်း မိသားစုလုံးကလည်းညစာစပွဲမှာညစာစားနေကြပြီးတို့မြရဲ့လက်ရာကိုစားနေခဲ့ကြပါရဲ့မဆုရေရေတစ်ခွက်လောက်တွားယူစားမအောင်ဟဲဟိုမှာနှစ်ယောက်ကတိတီးနေပြီဟုတ်ကဲ့မေကျွန်မတွားယူလိုက်ပါမယ်ဒီလိုနဲ့မဆုလည်းမြေဦးရင်းကရေကိုခတ်ပြီးရေခွက်ထိန်းယူလာကသူ့ယောက်ကတိကိုတန်လိုက်ပါရဲ့ဒီနေ့ရေရဲ့အရသာတမျိုးပါလားကွာဒါသမီးမြေဦးရင်းကရေလားမဆုဟုတ်တယ်ရောင်းမရေငါတော့ရေခဲတက်တာတဲ့ရေကိုထက်မလို့တော့ဘူး မြေဦးတဲ့ရေအားမှာတကယ်ကောင်းတာအေးလဲအေးအရသာလဲရှိနေရပဲဒီနေ့တော့ရေခဲတက်တာထက်ရှိကိုမတော့ကြတော့ပဲငါကြည့်တော့မကြည့်ထိတော့မထိတဲ့မြေဦးတဲ့ရေကိုပဲဝိုင်းပြီးတော့ချီးမွမ်းနေကြတယ်မယူကဒီလိုတွေးနေခဲ့ပါတယ်မဆူကိုဝိုင်းပြီးချီးမွမ်းနေကြတာကြားရတဲ့မယူလည်းမနာလို့ဖြစ်ပြီးစိတ်ဆိုးလာခဲ့ပါတယ်မယူရေရေခဲတက်တာကိုတော့ခတ်ထားတာလားငါဒီမှာနွားနို့တွေသိမ့်မလို့လေဒီနေ့အစပြီးနွားနို့လိုတလောက်ပဲဝယ်တော့ နင်တို့ဒီရခဲတက်တာမတုံးခိုင်းတော့ဘူးမယူပြောနေတာကိုဒုံမြကအနောက်ကနေကြားသွားခဲ့ပါတယ်အိန်းဒီကစပြီးဒုံမြကမယူရခဲတက်တာတွေကိုဘာစူဘာမှမထည့်စီတော့ဘူးလေကွယ်ဒီလိုနဲ့နေရတွေကုန်းဆုံးသွားပြီးပူလေးပူလာခဲ့ပါတယ်နီးလေကနေညနေရောက်လာပြီးဆိုပေမဲ့လည်းအပူကတော့ရုံမတော်ဘူးလေကွယ်မယူလိန်ချွေးတွေရမ်းပြန်လာပြီးတော့ရေလိမ့်စာလာတော့တော့ပုံအေးစာနေတဲ့မယူကိုမြင်တော့မနေနိုင်တဲ့မဆူလိန်သူ့အိုးလေးတွေကနေဖန်ခွက်လေးနဲ့ရေခတ်လာခဲ့ပါတယ် ရှင်လျာ AAB အရတောင်ရှိ냐ပဲဘသူရိခဲတက်တာထဲကယူလာတာလဲဟင်ဒါဘသူရိခဲတက်တာထဲမှာမဟုတ်ပါဘူးဒါနင်အမြဲတမ်းလှောင်နေခဲ့တဲ့မြေအိုးထဲရရှိပါမြေအိုးတလုံးကရှင်ခဲတက်တာလောက်မအေးနိုင်ဘူးဆိုတာတော့ငါလည်းသဘောတူပါတယ်ဒါပေမဲ့ရှင်ခဲတက်တာလဲနင့်ကိုတလောက်အရတာရှိတဲ့ရေမပေးနိုင်ဘူးလေအဲ့ဒီမှာပဲမယူကသူကသူ့မြေအိုးသူတလောက်ဂုံယူနေတာငါဖြက်စီးပြမယ်သူကဒီလိုတွင်းနေခဲ့ပါတယ် ိလိုနဲ့တနေ့ကြတော့မဆူရဲ့ဒေါမြရဲ့ပြင်သွားပြီးမန်းနူလည်းအိမ်မှာမရှိတော့မယူကမဆူရဲ့မြေဦးလေးကိုရိုက်ခွဲလိုက်ပါတည်း။ညောင်တော်မဆူပြန်လာပြီး꽌ကျင်းနေတဲ့သူ့မြေဦးလေးကိုမြင်တဲ့အခါမှာတော့ဝမ်းနေပက်လက်နေငိုကြွေးပါတော့တည်း။အိုးလေးဘလို့ကြောင့်꽌သွားရတာလဲ။စိတ်လျှော့ပါမဆူရဲ့ဒီဦးကမြင်နေလှထားတာလေ။ကြာကြီးတော့ဘဲခံမလဲကွာ။ဘသူကများအိုးလေးတလုံးကြောင့်တလောက်တောင်ငိုယူနေမှာမလို့လဲ။ မယူနေကတော့မတ်စုမှာဒီအိုလီနဲ့ပတ်သက်ပြီးတယောစင်တွေဘလောက်ရှိလဲသိမှမဟုတ်ဘူး။အိုးအကွဲတွေကိုမြင်နေတဲ့မတ်စုလည်းလုံးဝစိတ်သက်ကြသွားပြီးအိုးအပိုင်ရင်းစာလေးတွေကိုလုံလုံချုံချုံတင်းချလိုက်ပါတည်း။တရက်ကြတော့မယူရေချိုးပြီးပြန်ထွက်လာချိန်မှာသူ့လက်ကလက်ကောင်လေးပျောက်သွားတာကိုတတိထားမိလိုက်ပါတည်း။မယူလည်းဟိုဟိုဒီဒီလိုက်ရှာပေးမယ်။မမားမှမတွေ့ဘူးတွေကွယ်။ဒါနဲ့သူလည်းငိုပြီးတော့မေးတော့တာပေါ့။အမေအဖေကျမလက်ကောက်လေးတွေးမိကြသေးလား။ ဒါကျမအဖေနောက်ဆုံးပေးသွားခဲ့တာလေးမလို့ပါကျမအဖေရဲ့နောက်ဆုံးချိန်လေးမှာတော့အတူတူမရှိခဲ့ရဘူးဒီနောက်ဆုံးလက်ဆောင်လေးပါပျောက်သွားရင်ကျမဘယ်လိုလုပ်ရတော့မလဲမယင်ကိုနေတာကိုမြင်ပြီးမဆုလေးသူ့အမေကိုတတိယသွားခဲ့ပါလေတမီမဆုအမေကတော့တမီကိုဒီမြေအိုးလေးရလွဲပြီးတံမိုးကြီးပစ္စည်းတွေမပေးနိုင်ဘူးကွယ်ဒါလေးကိုတမီနဲ့အမြဲတမ်းယူသွားပါဒီရေကိုတောက်တိုင်းအမေရှိနေတယ်လို့ခန်းစားရပါလိမ့်မယ်အိုးလေးမှာအမေနဲ့တမီရဲ့နာမည်ကိုရေးထားပေးတယ်ကွယ် သူ့အမိကိုတတိယပြီးမဆူလဲရေချိုးခန်းလေးကိုဝင်သွားကဂျောင်းတွေတောင်းတွေပါမကျင်ရှာခဲ့ပါရယ်တဏီယာရောက်မှာတော့တိုင်တိုင်မှာချိန်နေတဲ့လက်ကောက်ကိုတွေ့သွားတော့တာပေါ့တွေ့ရနေချက်ချင်းမဲမယူကိုပြေးပြီးပြေးလိုက်ပါတည်းမယူရဲ့နေလက်ကောက်လေးကရေချိုးခန်းတိုင်မှာချိန်နေတာငါလဲမိဘတွေရဲ့နောက်ဆုံးလက်ဆောင်ကဘလောက်တမိုးကြီးလဲဆိုတာသိပါရယ်အိုးလေးကလည်းငါအမေရဲ့နောက်ဆုံးလက်ဆောင်ပဲလေအိုးလေးကမဆူအမေရဲ့နောက်ဆုံးလက်ဆောင်ဆိုတာကိုသိလိုက်ရတဲ့အခါမှာ မယူလေးစိတ်မကောင်းဖြစ်သွားပြီးသူ့အမကိုပြင်ဆင်ဖို့အတွက်အိုးအပိုင်းစာလေးတွေကိုယူသွားကမဆုအမေနဲ့မဆုနမေကိုအိုးမှရေးပြီးအိုးအစ်လေးလှုပ်ပေးလိုက်ပါသေးတယ်။အဲ့ဒီအိုးပေါ်မှာပဲအိုးအပိုင်းစာလေးတွေကိုကတ်လိုက်တော့တော့ပေါ့ကွယ်။ပြီးတာနဲ့မဆုကိုပေးလိုက်ပါသေးတယ်။အဲ့ဒီနေရာငါမနာလို့ပြီးတော့နှင်းအိုးခွဲလိုက်မိတာငါအရင်အိုးတော့ပြန်မယူပေးနိုင်ပေမဲ့အိုးအပိုင်းစာတွေကိုကတ်ပြီးအိုးအစ်လေးလှုပ်ပေးထားတယ်။ဒါနှင်းဟာပါပြီးတော့နာမည်လေးတွေလည်းရေးထားသေးတယ် ငါ့ကိုခွတ်လွတ်ပါဟာနေအားနင့်အမားကိုနင်လက်ခံပြီးငါ့ကိုလည်းအိုးအသက်လောက်ပေးသေးတယ်အခုဆိုငါ့အမေရဲ့အိုးလေးကိုငါပြန်ရလိုက်တယ်လို့ပဲဒါနဲ့တင်ငါ့အတွက်လုံလောက်နေပါပြီကျန်တာမလို့တော့ပါအောင်ဟာဒီလိုနဲ့ရောင်မနှစ်ယောက်ကြားကအဆင်မပြေမှုတွေလည်းအဆုံးသတ်သွားပြီးမယူကလည်းသူ့ရေခဲတစ်တောင်ကိုမိဘကန်ထဲမှာထားလိုက်ပြီးတော့အကုန်လုံးကိုအသုံးပြုစီပါတယ်ဒါပေမဲ့ရေတောက်တဲ့အခါမှာတော့တမိသားစီလုံးကမတ်စုရဲ့မြေဦးလေးတွေကရေကိုပဲတောက်ကြပါတဲ့ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။